အယုံလာတာနဲ့စာယုံလာတာနှစ်ခုကအတိတ်ပဲတူတယ်။ဒါပေမဲ့ဘယ်လိုနေရာတွေမှာကွဲပြီးသုံးတာလဲဆိုတော့ကိုကျောင်းသားတယောက်ကလာမေးထားတယ်။အဲ့ဒါလေးကိုပြောပြပေးမယ်နော်။ ယုံငါတာဆာယုံငါတာနှစ်ခုတုံးကအသုံးပြုသည်ဆိုတဲ့အထိပ္ပယ်သူတို့ကကြတော့အများသောအဖြစ်စာအရေးသားပိုင်းမှာအများဆုံးသုံးတဲ့ formal ဖြစ်တယ်ပေါ့နော်အဲ့တော့ဆာယုံငါတာဆိုတာဒီသူကပစ္စည်းလို့နောက်ပြီးတော့ဒီအသုံးပြုရမယ့်အရာတွေပေါ့နော်အဲ့လိုနေရာတွေကိုပြောတဲ့အခါမှာတုံးတယ်ဥပမာဆိုရင်ဒီချုံချုံကြီးတဲ့ဆာယုံငါစေော ီချွန်းချုံကြီးဆိုဒီအာသွင်းကျိုးကိုခါးငါးစေအောင်သုံးပါအသုံးပြုပါလို့ပြောတာဒါဆိုချွန်းချုံကြီးဆိုတဲ့အာသွင်းကျိုးကပစ္စည်းမဟုတ်လားအဲအဲ့ဒါကြောင့်ဆိုင်အောင်ကတော့သုံးပါလေဤုံငါတာဤုံငါတာကကြတော့သူကနေရာတွေကိုပြောရင်သုံးတယ်ဘယ်လိုမျိုးလဲဆိုရင်ခြေကဘီလီကိုရှစ်ဖို့မျောချေကောစာအုပ်ကိုဘီလီကိုရှစ်ဖို့မျောဒီနှားချင်တယ်ဆိုလို့ရှိရင်ဒိုဆောဝမ်ဤုံငါစေအောင် ိုးစောပွန်းဆိုတဲ့စာကြီးတိုက်ကိုဤုံ90ကိုအသုံးပြုပါသုံးပါတနည်းအားဖြင့်ပြောရရင်စာကြီးတိုက်ကိုသွားပါလို့ပြောတာပေါ့နော်ဆိုတော့ဒါဆိုနေရာကိုညွှန်းထားတာဖြစ်တယ်အဲ့တော့ဤုံ90နဲ့စာုံ90ဒီလိုမျိုးလေးကွဲတယ် ထပ်ပြီးတော့အကွဲသွားတာကဤုံငါရာဒီဒီ transportation service day တို့နောက်တခြားသော service day အဲဒါတွေနဲ့ပတ်သက်ပြီးပြောတဲ့အခါမှာလည်းတုံးနေအဲ့ဒါလေးတော့ပို့သွားမယ်ပေါ့နော်နောက်ထပ်ထပ်ပေါင်းပြီးတော့ဒီချက်တစ်ခုထပ်ပြောချင်တယ်စွတ်တာဆိုတဲ့ public ရှိသေးတယ်သူဒီလည်းအသုံးပြုသည်ဆိုတော့ buff ပဲအဲ့တော့စာရုံးငါရာနဲ့ဒီစွတ်တာဘယ်လိုမျိုးကွာသေးလဲဆိုတာလေးကိုပြောပြပေးမယ်နော်စာရုံးငါရာဆိုတဲ့အသုံးပြုသည်အကြောင်းသူကအဲစာရေးအသားမှာအသုံးများတယ် အဲဥပမာဆိုလို့ရှိရင်အဒိုဇောကလည်းဆိုဟန်ဒဖုန်းတော့ဆိုင်းငါကြီးမှာစေရောဒိုဇောကလည်းဆိုစာကြည့်လိုက်ထဲမှာဟန်ဒဖုန်းတော့ဟန်ဖုန်းကိုဆိုင်းငါကြီးမှာစေရောအတော့မပြုတ်ပါနဲ့အဲ့ဒါကြတော့ဘလူးညိုင်းမှမြင်ရတဲ့ချွတ်ချွတ်ဒီလိုနဲ့ရန်နေမှာပေါ့နော်တတိပေးတဲ့စာအနေနဲ့အများမြင်အောင်ပြတဲ့အခါမှာဒီလိုစာမျိုးကိုရေးတယ်ဒါပေမဲ့စစ်တာကြတော့သူကစကားအတုံးလုံးဘက်မှာတော်တဲ့အတုံးလုံးဖြစ်တဲ့အတွက်ကြောင့်တကယ်လို့အိတ်စာချောင်းအတူတူပဲ 图书馆里头很多朋友们数字码是有所比较当冰冻类美术型的。 အတိအမြအတူတူပဲအဲဒီစာကြည့်တိုက်ထဲမှာဖုံးမသုံးရပါဘူးဖုံးမသုံးနဲ့ဒီလိုပြောတာချင်းပြူပေမဲ့သူကဘလို့ဖြစ်သွားလဲဆိုတော့ခုနပြောသလိုစကားအသုံးလုံးဖြစ်တဲ့အတွက်ကိုတငယ်ချင်းအချင်းချင်းပြောတဲ့အခါမှာဟဲ့နေစာကြည့်တိုက်ထဲမှာဖုံးမသုံးနဲ့အဲအဲ့လိုပြောတဲ့အခါမျိုးမှာသုံးတယ်ဟိုကကျတော့စာအေးသားဖြစ်တဲ့အတွက်ကျတော့အများမြင်အောင်တတိပေးတဲ့စာအနေနဲ့သုံးတဲ့အခါမှာသုံးတယ်အဲ့တော့အကုန်လုံးကဒီသုံးခုကိုနည်းနည်းလွဲကြရပါတော့နော်ဒီချက်ကိုတော့ဒီအီယုံလာတာနဲ့ဆိုင်းဝန်လာတာပဲမေးထားပေမဲ့ဒီချက်ကစွတ်တာလေးပါအားလုံးသိအောင်လို့ထည့်ပြီးတော့ပြောပြရဖြစ်ပါတယ်အခု ောဆိုရင်ဒီသုံးခုလုံးကို ထပ်ပြီးတော့မရောထွေးနဲ့တော့เนาะโอเคအဲ့တော့နောက်ထပ်သိချင်တဲ့အကြောင်းအရာတွေခုလိုမျိုးလေးပဲရှိသေးတယ်ဆိုလို့ရှင်ကိုမမမဲခဲ့ပေးပါတချင်တော်တော်နဲ့တူကိုရီးယားတန်တက်ချင်လို့တန်တန်းဆောင်နိုင်နေတဲ့လူတွေကတော့ TikTok မှာဆိုရင် contact app ဆိုတာလေးကိုနှိပ်ပြီးတော့စုံစမ်းလို့ရသလိုဒီ TikTok ကဘိုင်ယိုမှာချိတ်ပေးထားတဲ့ link လေးကနေတစ်ဆင့်လေးဆက်သွယ်စုံစမ်းပြီးမြင်နိုင်ပါတယ်။တကယ်လို့ Facebook ကနေပြီးတော့ပြင်ချင်တာဆိုလို့ရှိရင်တော့ Korean Classes by GYS ဆိုတဲ့ Facebook page လေးကနေပြီးတော့ live ဆက်သွယ်ပြီးမြင်နိုင်ပါတယ်နော်။